the echo of books channel လေးကနေပြန်လည်ကြိုဆိုပါရစေ။ဥပဒန်တမိကဘာသာပြန်ဆိုထားတဲ့ Jonathan Zero အပိုင်း3ရဲ့တည်ခြင်းဆိုတဲ့အခန်းလေးကိုဆက်လက်ဖတ်ပြပါမယ်။တမနက်တွင်အထက်တန်းအမြင့်ပြန်ပုံလေ့ကျင့်ခန်းပြည့်၍ Fletcher က Jonathan အားဤသို့ပြောပြ၏။ ခင်များဟာမဟာဇင်ယောကြီးရဲ့တားတော်ဟုတ်ရင်ဟုတ်မဟုတ်ရင်နှစ်ပေါင်းတစ်ထောင်ခန့် ရှေ့ရောက်နေတဲ့ဇင်ယောဖြစ်ရမယ်လို့ငှက်အုပ်ထဲမှာတီတိုပြောနေကြတာကြားခဲ့ရတယ်။ဂျိုနသန်ဒီတက်ပြင်းချလိုက်၏။ဒါဟာနားမလည်မှုရဲ့ဘေးဒဏ်အပြစ်ဆိုးထင်ပါရဲ့။ပင်လယ်ဇင်ယောတွေဟာခက်သားပဲ။သူတို့ဟာ မလို့တမျိုးလို့တမျိုးกว่าလို့ရင်သူတို့ကမင်းကိုဖျားလို့တမုတ်ကြတယ်မလို့ရင်မနဲ့လို့ခေါ်ကြပြန်တယ်ဖလက်ချာမင်းကိုဘလို့ထင်တယ်လဲတို့ဟာခစ်ရှိရောက်နေကြသလားအတော်ကြကြအတန်တိတ်နေပြီးမှဖလက်ချာကဤတို့ဖြေကြဤဒီလိုပြန်ပုံပြန်နည်းမျိုးတွေဟာ တိသူပေါ်စားမတိသူကြောသွားဆိုသလိုတိတဲ့သူဘယ်သူမဆိုပေါ်စားနိုင်အောင်တသက်လုံးရှိနေတာပဲအချိန်အခါခစ်ဆိုတာနဲ့ဘယ်လို့မှမသက်ဆိုင်ပါဘူးအများကြိုက်ဖြစ်နေတဲ့ fashion ရဲ့ရှေ့ရောက်နေမှုသာဖြစ်ခြင်းဖြစ်မှာဇင်ရောအများစုရဲ့ပြန်ပုံပြန်နည်းရဲ့ရှေ့ရောက်နေမှုပေါ့ယောနသန်သည်ခဏမျှတက်လက်ရှိုးချရန်လှိမ့်လိုက်ပြီးလင်ဤသို့ပြော၏ ေးဒါလဲဟုတ်တုတ်တုတ်ရဲ့ခင်ရဲ့ရှေ့ရောက်နေတယ်ဆိုတာလောက်တော့မဆိုးဘူးပေါ့နော်ရက်သက်တပတ်တပတ်အကြာတွင်ဤသို့ဖြစ်၏အမြန်ပြန်ပုံပြန်နည်းဤမဟာဘုတ်အချက်များကိုတပည့်တင့်တစုအားလက်တွေ့လုပ်ပြနေစဉ်ဖြစ်၏ဖလက်ချာသည်ပေ9000အမြင့်မှထောင်လိုက်ဒိုင်မန်ထိုးချရာမှရရှိသောအဟုန်အရှိန်ဖြင့် မိခိုးရောင်အစင်းရှိဂျီဇန်တဆန်ပမာတောင်ပြင်အထက်လက်မအနေငယ်အမြင့်တွင်အလျားလိုက်ပြန်နေစဉ်မြက်သူငယ်တကောင်သည်အမေအမေဟုတဆာဆာအော်လျက်ဖလက်ချာ၏လမ်းကြောင်းထဲသို့တိုက်ရိုက်ကြီးဝင်ရောက်လာ၏ဖလက်ချာဖို့ရှောင်းတင်းရန်တစ်စက္ကန့်ဤဆယ်ဖို့တဖို့သာအချိန်ရလိုက်၏ဖလက်ချာသည်တနာ yı လင်းမိုင်း200ကျော်နှုန်းဖြင့်ပြန်လှက်သားဖြစ်နေရမှလက်ဝဲဖက်သို့အားယူ၍ တိန်ရှောင်လိုက်ရာလက်သေးကြောင့်ဖြင့်အတိပြီးသောကမ်းပါပြက်တစ်ခုကိုဝင်တိုးမိလေ၏သူအဖို့ထိုကမ်းပါပြက်သည်အခြားသောဘုံတစ်ခု၏အဝတွင်ရှိသောမဟာယန်တကားကြီးနှင့်ဖြစ်၏ဝင်တိုးမိသောအခိုက်၌ကြောက်ချင်းလန့်ချင်းမှောင်ချင်းမိုက်ချင်းတို့ဖြစ်၏ထို့နောက်သူသည်ထူးဆန်းသောကောင်းကင်ပြင်တစ်မျိုးတွင်မိတခါတိတလှဲ့ဖြင့်လွင့်မျောလျက်ရှိ၏ဆိုးရွံ့ခြင်းကြေကွဲ ဝန်းနေခြင်းဖြစ်၏ဂျိုနသန်နှင့်အတူပထမဦးဆုံးတွေ့ရသည့်နေ့၌သူကြားခဲ့ရသောအတန်ကိုပင်ယခုပြန်ကြားရ၏တို့အလုံးရဲ့အထာကဒီလိုกว่าတို့ဟာတို့ရဲ့အကန့်အသတ်အချုပ်ချယ်တွေကိုကြော်နင်းနိုင်အောင်တစ်စင့်နီးတစ်စင့်စူးစမ်းရတာတင်နန်းအစီအစဉ်ရဲ့နောက်ပိုင်းနောက်ပိုင်းအဆင့်ကိုမရောက်ခင်ခုလိုစောစောပိုင်းမှာ တပ်ဆောင်ကိုဖောက်ပြီးပြန်တဲ့အတက်မျိုးကိုတို့စန်းကြီးလေးစန်းကြီးထမရှိဘူးဟောဆရာရောနတန်ပါလားမဟာဇင်ရောကြီးရဲ့သားတော်လို့လဲခေါ်ကြပါသေးတယ်ဗျာဟုသူ့ဆရာယောနတန်ကခက်တီတီပဲခနဲ့လိုက်သေးရင်ဆရာဒီမှာဘာလုပ်နေသလဲကြောက်ကမ်းမပြက်လေကျွန်တော်တေတေသေးဘူးလား တေးပြီးပြီမဟုတ်လား။အိုးဖလက်ချာရဲ့လာစမ်းပါစဉ်းစားကြည့်စမ်းပါမင်းခုငါကိုစကားပြောနေတယ်မဟုတ်လား။ပြောနေရင်မင်းမတေးဘူးဆိုတာအရှင်းသားပဲ။ကဲပြောစမ်းမင်းတေးသွားသလားတကယ်စင်စစ်ပြက်ပြက်သွားတာမင်းတကယ်လုံလိုက်တာဟာမင်းရဲ့တိစိတ်အဆင့်ကိုမင်းပြောင်းလဲပြစ်လိုက်တာပဲ။ရုတ်တရက်ရှောင်းတခင်ပေါ့။ကဲအခုမင်းအတွက်ရွေးစရာနှစ်ခုပဲရှိတယ်။ ဒီအစ်စ်မှာပဲဆက်နေပြီးပညာစီးပူးမလားစကားအလင်းတက်လို့ဒီအစ်စ်ဟာမင်းအခုလာခဲ့တဲ့အစ်စ်ထက်နည်းနည်းမြင့်နေဒါမှမဟုတ်ရင်မင်းငှက်အုပ်စီကို ပြန်သွားပြီးငှက်အုပ်နဲ့အတူတူလေးလာစီးပူးမလားအကြီးကဲတွေကတော့မင်းကိုဘေးအန္တရာယ်တစ်ခုခုနဲ့တွေ့ပါစေလို့တောင်းတတနေကြလေရဲ့ခုမင်းလှုပ်လိုက်တာကသူတို့ကိုကျေးဇူးပြုလွန်သွားလို့သူတို့တောင် တန်တော်ဖြစ်နေကြတယ်ကျွန်တော်ငှက်အုပ်စီကိုပဲပြန်သွားချင်တာပေါ့ဒါပေမဲ့တပည့်အစ်တတွေကိုတင် जा ပေးခါကြပဲဖြစ်နေသေးတော့ကောင်းပြီဖလက်ချာတို့ပြောပြောနေတဲ့စကားကုခန္ဓာဟာဘာမှမဟုတ် စိတ်အကြံစီနန်တရားပဲဖြစ်တယ်ဆိုတာမြင်မြင်မှတ်ထားနော်ဖလက်ချာဒီသူ့ဦးခေါင်းကိုခါလျက် သူ့တောင်ပန်များကိုဖြန့်၍မျက်စိများကိုဖွင့်လိုက်၏ထိုအခါသူသည်ကမ်းမားသောဤအောက်ခြေရှိတောင်ပြင်ပေါ်တွင်စုဝေးပြီးသားဖြစ်နေသောငှက်ဥကြီး၏ဘဟု၌လာလာရက်ရက်သားဖြစ်နေ၏သူကပထမစ၍လှုပ်ရှားလိုက်သောအခါငှက်ဥကြီးထဲမှတကိကိတကက်ကက်ပဲ့တင်ထက်သောအတန်ကြီးဖြစ်လာ၏သူအသက်ရှင်နေတဲ့ဟေးတည်ပြီးတဲ့သူအသက်ပြန်ရှင်နေသူ့ကိုအတောင်ဖြားနဲ့ တို့လိုက်တဲ့သူ့ကိုအသက်ပြန်ရှင်လာအောင်လုပ်လိုက်တဲ့မဟာဇင်ယောကြီးရဲ့တားတော်ကားတဲ့ဟေးမဟုတ်ပြန်ဘူးတဲ့သူကမြင်းမြန်တဲ့ဟေးသူဟာမနဲ့ဟေးမနဲ့ငှက်အုပ်ကိုဖျက်ဆီးဖို့လာတာဟေးငှက်အုပ်ကြီးတွင်ဇင်ယောပေါင်း၄၀၀ရှိ၏ဖလက်ချာ၏အဖြစ်ကိုကြောက်ရွံ့ထိတ်လန့်နေကြ၏မနဲ့ဟေးဟု ်အော်လိုက်ကြသောအတန်ကြီးသည်သမုတ်တရာတစ်ခုမှလေပြင်းမုန်တိုင်းကြီးနှင့်တူပြီးငှက်တို့သည်ချော်လောင်းထားသည့်ပမာပြောင်လက်နေသောမျက်စိများဖြင့်စူးရှထမြနေသောနှုတ်သီးများ၏သူတို့ကိုနှုတ်သီးများဖြင့်သူတို့ကိုခြေမုံပြည့်ရန်ဝိုင်းအောင်လာကြ၏တို့ထွက်သွားရရင်မကောင်းဘူးလားမင်းဘယ်လိုသဘောရတယ်လဲပိုကောင်းနိုင်မယ်လို့မင်းမထင်ဘူးလားဖလက်ချာဟုဂျိုနသန်ကပြောလိုက်ရာ ျွန်တော်ကန့်ကွက်စရာတိတ်မရှိလပါဘူးဟုဖလက်ချာကဖြေ၏တမဟုတ်ချင်းပင် သူတို့ဆရာတပည့်နှစ်ယောက်သည် မိုင် ဝက်ခန့်အဝေးတွင်အတူတူရက်ရက်သားဖြစ်နေ၏ငှက်အုပ်ဤဝင်းလက်တောက်ပြောင်သောနှုတ်သီးများသည်ဘဟာပြင်ဟင်းလင်းကိုသာဝိုင်းပုံမိကြကုန်၏ဂျိုနသန်သည်သူကြံရမရအောင် ဖြစ်နေသည့်သူ့ပဟေရီကိုဤသို့ ထုတ်ဖော်ပြောဆိုနေ၏ညက်တကောင်ကိုမင်းဟာ လွတ်မြောက်နေပြီဒါဟုတ်မဟုတ်ကိုလည်းမင်းကိုယ်တိုင်အချိန်အနည်းငယ်စမ်းသက်လေ့ကျင့်ပြီးစစ်ဆေးနိုင်တာပဲလို့ယုံလာအောင်ပြောရတဲ့အလုပ်ဟာကဘာမှာအခက်ဆုံးအလုပ်ဖြစ်နေရတာလေဘာဖြစ်လို့ဒီလောက်တောင်ခက်နေရတာလဲဖလက်ချာမှာထက်ချင်းဆိုသလိုရှုခင်းပြောင်းသွားသည်ကိုမျက်စိကလေးကလေးနဲ့အံ့ဩလျက်ပင်ရှိနေသေး၏ဆရာ ဘာလို့လိုက်တာလဲကျွန်တော်တို့ဒီကိုဘယ်လိုလို့ရောက်လာကြတာလဲငှက်အုပ်ရဲ့အပြင်ဖက်ကိုရောက်ချင်းလိုက်တာလို့မင်းမဲခုနကတောင်းတလိုက်တယ်မဟုတ်ဘူးလားဟုတ်တယ်လေဒါပေသည့်ဘယ်လိုဆရာဖလက်ချာရဲ့အခါတိုင်းလိုပဲပေါ့လေ့ကျင့်ရင်ဖြစ်တာကြီးပဲပေါ့ကွာ